ဟုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှပါဆွေလန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာလေးပို့သပေးပါရစေကျွန်တော်ရဲ့ဒီဖြူစင်မြေတ္တာ YouTube Channel Like လေးကိုလည်း Subscribe မလုပ်ရသေးဘူးဆိုတော့ Subscribe ပြုလုပ်ပြီးလို့ရှိရင်အဲဒီမှာကလေးတွေထောင်သွားပြီးလို့ရှိရင်တော့ comment လေးတွေရေးလို့ရပါတယ်ဒီကောက်မှာကျွန်တော်တို့ကဒီစတမော်တာရဲ့ဖြုတ်ပုတ်ဖြူနီးလေးရဲ့ဘာညာလေးတွေကိုကျွန်တော်တို့ပြုလုပ်ပြပေးတဲ့နောက်ပိုင်းမှာဒီမှာကျွန်တော်တို့ကဒီဝင်ရောကြတော့ကျွန်တော်တို့ဒီတွင်ခုံမှာညီအောင်တွတ်စားလာတာပဲเนาะဒါဆိုရင်ကျွန်တော်တို့ကဒီ ပထမတစ်ခါမှာကျတော့ဒီပုံမှာ line ကလေးဖြစ်ပြီးတော့ဒီဝင်ရိုးရဲ့မျက်နှာပြင်လေးကမညီဘူးပေါ့ဗျာဒီတစ်ချမ်းတည်းမြင့်တင်နေတယ်ဆိုရင်ဒါကျွန်တော်တို့ကာဘော်ကိုစားတဲ့အခါမှာသူကအတိတ်အစားအနှဲ့ငယ်ဖြစ်တတ်တယ်ပေါ့နော်တကယ်လို့တအားဆောင်းများွားရဲ့ဒီမှာဂျန်းခံပြီးလို့ရှိရင်ကာဘော်မထွက်လာပဲဖြစ်မယ်ဆိုတော့ဒီညီညီညာညာလေးကာဘော်စားလို့ရအောင်ကျွန်တော်ကတွင်တဲ့တပြေးတဲ့ညီအောင်စားလိုက်တယ်ပြီးရင်ကျွန်တော်ကဒီမြောင်းထဲမှာရှိနေတဲ့ဒီကြီးစားလေးတွေကိုကျွန်တော်တို့ကအာတန်ဖြန့်လွှတ်အကျိုးလေးနဲ့ကျွန်တော်ဒီမြောင်းလေးကို ီမှာတစ်ခုနဲ့တစ်ခုဆော့မပြင်းအောင်ဆင်းပေးရမယ်ဒီလိုမျိုးတစ်ခုနဲ့တစ်ခုဆော့ပြင်းနေကြဒီမှာတန်လိုက်ကဆွဲကန်တော့တယ်ဒါဟိုဟာတန်လိုက်တော့မဖြစ်ပန်းနဲ့ကျတော့ဟိုဟာတန်တုံးကြီးဖြစ်သွားတယ်ပေါ့နော်လောကတန်တုံးကြီးအကုန်လုံးဆော့ပြင်းနေတဲ့ခါကျတော့ပန့်လဲလဲလို့တန်တုံးကြီးကိုကျတော့လဲလို့မရဘူးပေါ့ခင်ဗျာနော်ဒါဆိုရင်ဒီမြောင်းလေးတွေကိုဆင်းပေးရပါအနှဲငယ်ရှိနေတဲ့သူကတိခိုက်ဒါရဖြစ်ပြီးလို့ဆိုရင်ဟာယုံအားနဲ့တတ်တယ်ပေါ့နော်ဒါကတော့စတေတာကွိုင်းဒါကတော့လိုတာဒါကတော့ကမ္ဘောအဲဒါကတော့ဆိုလိုနိုင် အဲဒါလေးကိုကျွန်တော်တို့ပြန်လုံးမယ်ပေါ့ခင်ဗျာအဲကျွန်တော်တို့ start motor ကိုပြန်ပြီးတော့လုံးမယ်ဆိုတော့ကျွန်တော်ပထမဆုံးဝင်ရိုးကိုကျွန်တော်တို့အရင်ဆုံးအဲတဆေးရေးပြုလုံးမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ solo night လေးကိုဖြုတ်ကြည့်မယ်ဒါနဲ့အားလုံးပြီးဆုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီညနေလောက်မှာပဲဒီမှာအခုက12နာရီခွဲပြီဆိုတော့တမင်စားချိန်နည်းနည်းနှိကန့်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမြောက်ထဲကိုကျွန်တော်တို့ဒီမှာလွှာကျိုးလေးနဲ့မြောက်လေးမှာရှိနေတဲ့ဒီတံမုံလေးတွေကိုကျွန်တော်တို့ဒီလိုလေး လုတ်ပေးရမှာပေါ့နော်ဒါတန်ဆဲဝါလို့ရှိရင်ဒါကျွန်တော်တို့ကကာဗော်စားတဲ့ဒီလမ်းကြောင်းလေးထဲမှာလောက်အဆင်ပြေသွားမှာပေါ့အဲဒီလိုမျိုးဇောင်းလေးတွေထည့်နေလို့လည်းမရဘူးကာဗော်ကိုကုန်မြန်စေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးပြရရင်လုတ်လိုက်အောင်မယ်ဟုတ်ကဲ့ဒီမှာတော့ကျွန်တော်တို့မြောင်းလေးတွေကိုအနေချင်းလေးတော့တန်ဆဲလုတ်လိုက်ပြီဆိုတော့ကျွန်တော်ဒီဟာကိုဆက်စစ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့စားမှာပေါ့နော်ဆက်စစ်ပြီးတော့စားလိုက်လို့ရှိရဒီမြောင်းဇောင်းလေးမှာရှိနေတယ်ကျွန်တော်ကဒီဘလိတ်သားလို့ထည့်နေတဲ့ဟာလေးတွေ ဟိုကာဘောကိုစားတဲ့ကောင်ကာဘောမကုန်မြန်တော့ပါဘူးခင်ဗျာနော်အကယ်၍ကျွန်တော်တို့ကဒီလိုမျိုးကော်ဘန်နဲ့မစားဘဲနဲ့ပက်စစ်ကူနဲ့မတိုက်ပဲနဲ့လော့ပေးလိုက်မယ်ရှင်။အောင်ဖိနေတဲ့ကျွန်တော်တို့ကာဘောကုန်မြန်တယ်ပြီးရင်ကျွန်တော်အထက်မှာရှိနေတဲ့ကြီးမုံလေးကိုလည်းမြဲလော့ဂျူလီနဲ့ပြန်လုပ်မယ်ပေါ့နော်။အဲပြီးသွားအသားလေးပါမကျတော့ချင်းချမ်းတန်းတန်းလေးလုံလိုက်ပြီးတဲ့နောက်ပိုင်းမှာဒီတစ်ခါမှကျတော့ကျွန်တော်ကတသားလေးပဲ

ဒါဆိုရင်ကျွန်တော်ကအစောနာပြောတယ်ပဲဆိုလိုနိုင်ရဲ့အတွင်းပိုင်းကကော့တက်လေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဆက်ဆေးမယ်ပေါ့နော်ဆက်ဆေးမယ်အခါမှာကျွန်တော်ဒီမှာအဲသူ့ကိုနည်းနည်းလေးပြုတ်တုံးမှာကျွန်တော်တို့ကညှပ်ထားမယ်ပေါ့နော်โอเคညှပ်ထားပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုခက်ကောက်လေးနဲ့အရင်စမ်းကြည့်မယ်ပေါ့နော်တခါသေးသူကအပူချိန်မနိုင်လို့ရှိရင်ဒီကောင်ခဲဖြော်လို့မရဘူးပေါ့လေအဲ့တော့ဒါလေးကိုလည်းကျွန်တော်တို့ကနည်းနည်းလေးပြန်စွိုင်းကြည့်မယ် မြင်ရရင်တော့ကျွန်တော်တို့ကဒီဘက်ထရီခက်ကောက်လေးနဲ့သွားလုပ်ရမှာဖြစ်ပါတယ်။အဲဒါစတတူဒီကောက်ကအော်ဒါအချူဒီကစတတူအရင်ဆုံးမှာကျွန်တော်တို့ကဒီမှာဆွဲထားတဲ့မူလီကိုအရင်ဖြုတ်မယ်ပေါ့ခင်ဗျာ။ဒီမှာဝဲဥလည်းနဲ့အရင်ဆုံးမူလီနဲ့လှုပ်ဆွဲဟာဆိုဖြစ်ဝင်မယ်။ပြီးရင်တစားတွေကိုကျွန်တော်ကအာမော်တာတန်ပလန်နဲ့ နည်းနည်းတော့တိုင်းလေရောပေါ့ကြီးငယ်ဆယ်ဝါလို့ရှိရင်မိဝင်တဲ့အခါမှာကောင်းတာပေါ့နော်အဲတကယ်တစားဒီညပန်းနေလည်းပဲသူကမိဝင်လို့ရှိရင်ပတိရဲ့ဘုအပီမရလို့ရှိရင်ဒါဆင်းတို့ရဲ့ခါမှာဝေါ်ဝေါ်တာပေါ့နော်တအားမလည်နိုင်ပေါ့ကဒါဆိုာဒီမှာဒါဇာခက်ကဝဲအင်းစမ်းမယ်အဲတော့ဒီမှာ တ်တူရမယ်ထင်းစုစီခဲဆော်အစီနန်းနှငဲ့ထမန်ရဘီဝိုင်တကောင်တူဟောရမယ်ပေါ့နော်ဒီဟာခဲပြောပြီဆိုတော့ကျွန်တော်ဝေးဥလေပြရနဲ့ဒီကိုမတင်မယ်နမောစုတော့ရွယ်မထဲအပြန်ဆော်ခတ်ကြတော့ဗတိခက်ကပဲတော့လုံမရောတကောင်တိတ်မပြော့ပေါ့နော်ဘာဖြစ်စုတမတန်တုံးជីတုံးជីနေပေါ့ လောက်ကြည့်မယ်ပြပြမာတိမယ်ခဲပြော်မှာမာမယ်ပေါ့နော်ခဲမပြော်ဘဲတတ်မော်ဆိုတာအတွက်ကဒီကောင်ဆိုလိုနိုင်ရဲ့ဝါရကျူးပြန်မယ်မဆော်လို့တော့မပြော်နိုင်ဘူးဖြစ်နေအာမပြော်နိုင်ဘူးဒါဆိုကျွန်တော်ကသူ့တားပူအောင်အရင်ဆုံးနေဟားလိုက်မယ်ပြီးရင်ခဲနဲ့နဲ့ကျင်းမယ်ဒီကောင်မအပူတင်လာမှာအဲဒီမှာအပူတင်လာပြီခဲရရဒါဒဇတ်ဆိုဒီမှာထဲရပြီ သူကဒါ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 ကောင်းတယ်တွေးဆိုတာအပူရောပဲဗောနော်မရရတော့ကျွန်တော်ကဘယ်ဒီခက်ကတော့မပြောလာပြီပြောလာပြီပြောနေချိန်မှာပဲဒီမှာကျူးစာကျူးအစာကိုလမ်းပယ်နေရမှာပေါ့နော်ဒါကနည်းနည်းညင်ရအောင်တိတ်မပြောနိုင်ဘူးရှင်အပူချိန်မများဘောနော်တကပူအောင်ပြန်လို့တမလည်းပူနေရပေါ့နော်တမလည်းပူအောင်ပြန်လို့ဒီမှာပြတ်တို့အပူချိန်များလာချိန်ပြတ်တို့โอเค ့တကားပြပြမာရဲပေါ့နော်ဒီမှာခဲပြွနေတော့မှာဝိတ်တဆောကျူတော့အောင်မော်မောအာဓမ္မဓမ္မအေးဘယ်မျိုးဖြစ်ရောအာကလောထွားကြည့်ပြန်လဲပြန်ပေါ့ပြန်လဲပြန်ရှေပေါ့ထွေးဝေးတော်တော်မောဇောပဲကဲတော့ချမ်းမရတော့ချမ်းပြန်ဆိုင်ဟုတ်ပြီပါလားဓမ္မပူနေတော့ပေါ့နော် มันรวยมั้งจู่ๆสามตัวพี่เนี่ยจะซื้อหนึ่งเดียวโอเคแค่เราต่ออับยยอยู่เนาะเดี๋ยวมาถวยพี่นะอ๋อเขาว่เดี๋ยวจูสาวมีเว้ยเนี่ยไม่จริงโอเคเดี๋ยวกลรอเด้นั่นเป็นเราถวย ရစီတွေ့တော့မကဘူးအာခက်ကလာလာဆိုတော့တကောင်ပြန်တို့တပည့်မကလည်းအကျိုးတပည့်စီရပါအဲဒါစားကိုတက်ဆူစီနည်းနည်းပြန်တွေးခက်ဆော်ရစီတွေ့ချခက်ကပူနေတော့ကတွေ့ချပြန်ခက်နည်းနည်းပြန်တွေးနော်နော်ပြန်ကြွေး အကောင်ကြီးဟိုပဲကြီးပဲအခုနိုင်ဟဲ့ညကျွန်တော်ဗတိခတ်တက်ဆွိုင်းမယ်နော်ခဏငါပြန်လောက်ဂျေကော